အားလုံးပဲမိင်္ဂလာပါ UK Match Day Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမိင်္ဂလာပါ Arsenal အသင်းကတော့တိုက်စစ်မှု option ကိုတောက်လျှောက်ကျူးပန်းရေးရင်းနဲ့အခုသူတို့လိုချင်တဲ့ကစားသမားကိုကွက်ကွက်ပြပြစပြီးတော့တွေးလာပြီအဓိကကတော့ Leipzig တိုက်စစ်မှု Benjamin Sefko နဲ့တစ်ဖက်ကဒါ Sporting Lisbon တိုက်စစ်မှု Victor Jokeres တို့ဖြစ်တဲ့တယောက်က22နှစ်တယောက်က25နှစ်ပြဿနာကဒီကစားသမား2ယောက်ရဲ့ခြေစွမ်းကအကွာကြီးမှုတ်ပင်မဲ့ တောင်းဆိုထားတဲ့ပြောင်းရွှေ့ခြင်းဟာအဓိကဖြစ်လာတယ်။ဆို RB Leipzig ကသူတို့ရဲ့လူငယ်တိုက်စစ်မှု Benjamin Sesko ကိုပေါင်း63သန်းထိတောင်းဆိုခဲ့တယ်။ဒီလောက်ပြောင်းရွှေ့ခြင်းရမှာပဲထွက်ခွာခွင့်ပြုမယ်။သူတို့စောပိုင်းတုန်းက Benjamin Sesko အတွက်ဒါ gentleman agreement အနေနဲ့ Euro 80လောက်နဲ့ထွက်ခွာခွင့်ကိုပြောထားခဲ့ပြီးမှ Leipzig ကစိတ်ပြောင်းပြီးတော့ပေါင်း63သန်းထိတောင်းတယ်။ဒါလည်းရှင်းတယ်။ Premier League Chelsea တို့ Liverpool တို့ Arsenal တို့ ထိတ်တန့်ကလပ်ဒီလိုက်လာတဲ့အချိန်မှာသူတို့စိတ်ကြိုက်တောင်းဆိုဖို့အတွက်ပေါင်63တန်းဆိုတော့အာဆနယ်သင်းရဲ့နီးပြားမီကယ်အာတီတာကဘန်ဂျမင်ဆက်စကိုကိုကြိုက်တာမှန်ပေမဲ့တကယ်တမ်း reality မှာရောပိုပြီးတော့တတနိုင်ပဲ quality player လေးဖြစ်ပဲနောက်ဆုံး200တိုက်သွင်းကို90ချိုသွင်းထားတဲ့ Victor Yokrespack ကိုအပြေးဝအာယုံစိုက်လိုက်တယ်ဆိုတော့ အာစနယ်ကဟိုတနေ့တုန်းကဥရောပချန်ပီယံလိအမျိုးသမီးဖိုင်နယ်မှာလစ်စဘောမှာကန်နေဘာစလိုနာသင်းနဲ့အာစနယ်သင်းတို့ကန်တဲ့ပွဲမှာအာစနယ်သင်းဘက်ကဗစ်တာယိုခရက်စ်ကအေဂျင့်ကိုဆက်သွယ်ထားပြီးဖြစ်တယ်ကျွန်တော်စောကြီးတဲ့လည်းပြောပြပါတယ်ဒီဗစ်တာယိုခရက်စ်ကအေဂျင့်ဟာအာစနယ်သင်းဒရိုက်တာတွေနဲ့ဟိုတနေ့တည်းကတွေ့ဆုံခဲ့ပြီးတော့အဲ့တွေ့ဆုံမှုမှာနှစ်ဖက်ချားမှာတကားစကားပြောဆိုမှုရှိပြီးတော့ယိုခရက်စ်တဲ့အာစနယ်သင်းဘက်က တားလာမှုတွေပြုလုပ်ခဲ့တယ်ဆိုတော့ Arsenal ရဲ့ driver တွေဖြစ်သူက Vita Jokeris ရဲ့ agent ဖြစ်တဲ့ Hassan ဒါဒါ setting ခါရဆိုတဲ့သူကိုဆက်သွယ်ခဲ့ပြီးတော့ဒါ like ဒီလက်ရှိမှာ Jokeris ကိုသူတို့ရခေါ်မယ်ဒါလက်မှတ်ထိုးခြင်းလောက်ခလာစာခန်းစား권 bonus နဲ့ပြောင်းရွှေ့ခြင်းအားလုံးကိုချပြခဲ့ပြီးတော့ club ရဲ့ project နဲ့ Jokeris အသင်းမှာအဝင်နိုင်ဖို့အခြေအနေတွေအားလုံးကိုဆွေးနွေးခဲ့တယ်ဆိုတော့ ဲ့ agent ဖြစ်သူက Arsenal ကမ်းလှမ်းတဲ့ Euro 80 package ကိုဒါအခု Sporting Lisbon ရဲ့ဩခရာဖြစ်သူနဲ့ဩခရာဖြစ်သူဒါ Federico ဒါ Federico Varandes ကိုသူတို့ဘက်ကတင်ပြထားတယ် Sporting ကရှင်းပြီးသား Yorkres ကိုသူတို့ရောင်းမယ်သူတို့က65တန်း package maybe bonus 5တန်းလောက်ပါမယ်ပုံစံမျိုး So Arsenal ကအဲ့ဒါကိုပေးမယ် Victor Yorkres ကို Arsenal ကတပတ်ကို2သိန်းအထိပေးမယ်သူ့ကိုတကယ်လို့များခေါ်ယူနိုင်မယ်ဆိုရင် signing bonus က12တန်းအထိပေးမယ်ဆိုတဲ့အချက်တပတ်ကို2သိန်းပေးမယ်ဆိုတဲ့အချက်တွေကဆွဲဆောင်ထားတယ် So အဲ့ဒီနေရာမှာ Yorkres နဲ့ပတ်သက်လို့ Portuguese media bola အပါအဝင် British media ရဲ့အဆိုအရ အာစနယ်ကပြီးခဲ့တဲ့လကလေးကဗစ်တာယိုကရက်ကိုရနိုင်မဲ့ဒါ ground war တွေအားလုံးကိုသူတို့အားလုံးလုတ်ထားပြီးသား ပြောချင်တာအပြားသူ့ရဲ့ဒါဘယ်လိုပြောမလဲဒီအခြေအနေဘယ်လိုရှိမလဲသူ့ရဲ့ stamina ဘယ်လိုရှိမလဲသူ့ရဲ့ကြံ့ခိုင်မှု injury တစ်ချိန်တည်းမှာပဲ Yokres ရဲ့လိုအပ်တဲ့စာရွက်စာတမ်းတွေ Yokres ကိုလောက်ရမယ့်အချက်အလက်တွေအားလုံးကိုသူတို့ဘက်က ready တမ်းပြီးသွားပြီဆိုတော့ Victor Yokres ကဖိုင်နယ် decision ရတာနဲ့သူတို့ဘက်ကဒီအပြောင်းအရွှေ့အပြီးတက်နိုင်မယ်လို့ club ဘက်ကယုံကြည်ထားတယ်ဆိုတော့အခု club ရဲ့ project ကို Yokres ကိုတေချာရှင်းပြတယ်သူ့ role ကဘာဖြစ်မလဲ သူဟာအာစနယ်ရဲ့ဘလောက်ထိအရေးပါတဲ့သူဖြစ်မလဲဆိုတဲ့အချက်ရဲ့တစ်ချိန်တည်းမှာပဲကလပ်ဟာဗီတာယူကရက်စ်နဲ့ပတ်သက်လို့ကုန်ကြမဲ့ financial ဟာပြဿနာမရှိကြောင်းဒီကစားမအတွက်အားလုံး ready ဖြစ်ပြီဆိုပြီးတော့ကလပ်ဘက်ကစီရင်ထားတယ်ဆိုတော့ agent ဖြစ်သူကလက်ရှိမှာ sporting ရဲ့ဥက္ကဋ္ဌကိုသွားပြီးတော့ဒါဆွေးနွေးပြီးဆိုတော့ဒီပြောင်းရွှေ့အတွက်ကမီကယ်အာတီတာတို့ဘက်ကရလိမ့်မယ်လို့လည်းယုံကြည်ထားတယ်အာတီတာရဲ့နံပါတ်1 prefer ကဘင်ဂျမင်ဆက်စကို ဒါပေမဲ့ Leipzig ကပေါင်63တန်းဆိုတဲ့အချက်ကပူပူဝေးလာစေတဲ့အချက်ဖြစ်တော့ Arteta ကလည်း Jokeres ကပြဿနာရှိဘူးသူအဆင်ပြေတယ်လို့ဆိုထားတယ်ဆိုတော့ Sporting Lisbon နဲ့ဒါ Arsenal ကြားမှာဆွေးနွေးမှုပြုလုပ်တယ်။ဘာကြောင့်လဲဆိုတော့ Chelsea က Conference League ပြီးတာနဲ့ဒီပြောင်းရွှေ့ Jokeres ပါဝင်ထိတ်တန့်တိုက်စစ်မှုတွေကိုခေါ်မှာဖြစ်တဲ့အတွက် Arsenal ကကတ်တွတ်တွတ်လှုပ်ရှားနေတာဖြစ်ပြီးတော့ Mikel Arteta အတွက် မာတင်စူပါမန်ဒီအပြီးမှာဒုတိယမြောက်ခေါ်ယူမှုဖြစ်လာနိုင်ပွဲရှိတယ်ဆိုတော့အပြောင်းရွှေ့အားလုံးရဲ့ final decision ဟာ Victor Yokres ပဲဖြစ်ပြီးတော့ Victor Yokres ကြီးက yes ဆိုတဲ့ green light တလုံးရပြီးဆိုတော့ဒီပြောင်းရွှေ့က Arsenal ဓာတ်တီးဖြစ်တော့မယ်ဆိုပြီးတော့ပေါ်ပြထားတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်